မင်္ဂလာပါအလင်းလိုင်းဂုံရက်ကနေကြိုဆိုပါရရှင်ဒီကနေ့ဖတ်ပြပေးမှာကတော့ကလာရာဇကင်းအားတတိယကျင်းဆိုတဲ့စောင်းမဖြစ်ပါတယ်ယခုစောင်းမကိုအိန္ဒိယပြည်ကွန်မြူနစ်ပါတီမတ်စွာရမှာထုတ်ဝေတဲ့ပြည်သူဒီမိုကရေစီစာဆောင်အတွဲတဲ့အမှတ်၁၉၉၈ခုနှစ်မတ်လ၂၂ရက်အင်္ဂလိပ်ဘာသာထုတ်မှာပါရှိတဲ့ ရမမရင်ကလာရာဇဂင်းဆောင်းမမဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်ကလာရာဇဂင်းအားတတိယခြင်း၁ကမ္ဘာမျိုးသမီးများနေဟာ အမေရိကန်ပြည်ထောင်စုမှာပေါက်ခွာခဲ့တဲ့အလုသမားလူရန်စားလှုပ်ရှားမှုအမှတ်အသားအားလျက်နှစ်ခုအနက်တစ်ခုဖြစ်တယ်အခြားတစ်ခုကတော့မီဒီနီဖြစ်တယ်တနေ့လှုပ်ချိန်၈နာရီတိုက်ပွဲချီကာဂိုအလုသမားအာဇာနီတွေကိုအထိမ့်မှန်ပြုတယ်နေဖြစ်တယ် အမေရိကန်ပြည်ထောင်စုမှာ1950ခုနှစ်အထိကြဲကြဲပြန့်ပြန့်လေးလေးနက်နက်သဘောထားနဲ့ဒီနေ့တွေကို အထိမ်းအမှတ်ပြုလှုပ်ရှားခဲ့ကြပါတယ်။ဒါပေမဲ့စစ်အေးတိုက်ပွဲကို ဖန်တီးသူတွေကဒီနေ့တွေကိုသေးသိမ့်သွားအောင်တလွဲတချော်ဖြစ်သွားအောင်ကွန်မြူနစ်ဒါမှမဟုတ် ဆိုဗီယက်ဩဇာဆိုတဲ့လိန်လုံး၆လုံးတွေတုံးခဲ့တယ်။စစ်အေးကာလပြီးဆုံးသွားတဲ့နောက်မှာတော့ ကမ္ဘာမျိုးသမီးများအနေနဲ့အလုသမားတွေနဲ့မေဒီပောက်ွားခဲ့တဲ့တိုင်းပြည်ကလူသားပြည်သူလူထုကြီးဟာဒီနေ့တွေကိုကြေကြေပြန့်ပြန့်တိုးတိုးပြီးအထိမ့်မဲ့ပြုခဲ့ကြပါတယ်1908ခုနှစ်က မဟာရန်ရှိရဂါယင်မြန်မာမဲပေးခွင့်နဲ့အချုပ်လူသမားတမက ဖွဲ့စည်းရေးအမျိုးသမီးလူသားများဆန္ဒပြပွဲတစ်ခုကျင်းပခဲ့တယ်အဲ့ဒီဆန္ဒပြပွဲနှစ်ပတ်လည်နေ့မှာ ကလာရာဇဂင်အတွင်းရမှုဖြင့်ဆောင်ရွက်တဲ့နိုင်ငံတကာဆိုရှယ်လစ်အမျိုးသမီးအဖွဲ့ချုပ် ISWO မှကိုပင်ဟေဂင်မြို့တွင်ကွန်ဖရင့်တစ်ရက်ကျင်းပခဲ့တယ်။ဒီကွန်ဖရင့်မှာကလာရာဇဂင်ကအဲ့ဒီအမျိုးသမီးလှုပ်သားများဆန္ဒပြဝယ်ပြုလုပ်တဲ့နေ့ကိုကမ္ဘာအမျိုးသမီးများနေ့အဖြစ်ထိမ့်မှတ်ပြုဖို့အဆိုတင်သွင်းတယ်။ကွန်ဖရင့်မှာအတည်ပြုခဲ့တယ်။1972ခုနှစ်မှာတော့ ကဗာနီယာအနှံ့မှာကဗာအမျိုးသမီးနေ့ကို ပထမအကြိမ်ကျင်းပခဲ့ကြတော့တယ်။အဲ့ဒီအမျိုးသမီးလုံသားရဲ့ဆန္ဒပြပွဲဟာ အလွန်အောင်မြင်တာကြောင့်နိုင်ငံတကာဆိုရှယ်လစ်အမျိုးသမီးအဖွဲ့ချုပ်ကအဲ့ဒီဆန္ဒပြတဲ့နေ့ဖြစ်တဲ့မတ်လ10ရက်နေ့ကိုကဗာလုံးရှိ အမျိုးသမီးများဒန်းတို့အခွင့်အရေးရရင်လှုပ်ရှားမှုအဖြစ်ဆုံးဖြတ်သတ်မှတ်လိုက်တယ်။ကဗာလုံးရှိတန်းနဲ့ချီတဲ့အမျိုးသမီးအမျိုးသား အားလုံးဟာလေဒီလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်လှုပ်ရှားအထိမ့်မှတ်ပြုခြင်းပါတော့တယ်အစောပိုင်းကာလနှစ်များကလာရာဇကင်းကိုဂျာမနီပြည်ဆက်ဆိုးနေပြည်နဲ့ဝီဒရာမျိုးကလာရာအစ္စနာမီသားစုမှ1859ခုနှစ်ဇူလိုင်15ရက်နေ့မှာမွေးဖွားခဲ့တယ်သူမဖခင်ဟာကျောင်းစီရဖြစ်ပြီးသူမမိခင်ကတော့ပြင်သစ်တော်လိုင်းရဲ့အတွေ့အခေါ်ကို လက်ခံယုံကြည်သူတို့ဖြစ်တယ်။စကင်းဟာငယ်စဉ်က Leipzig ရှိ Striver ဆရာဖြစ်တဲ့နိုင်ငံတက်ရောက်စဉ်ကတည်းကနိုင်ငံရေးအသည့်နိုးကြားနေပြီဖြစ်တယ်။ German Social Democratic Party DSD ထူထောင်သူ Wilhelm Lippmann ရဲ့ပို့ချချက်တွေကိုလည်းတက်ရောက်လေ့လာခဲ့တယ်။အဲ့ဒီအချိန်က အမျိုးသမီးတွေနိုင်ငံရေးပါတီတွေမှာပါဝင်ခွင့်မရှိပေမဲ့သူမဟာ1898ခုနှစ်မှာ ဆိုရှယ်လစ်ဝါဒကိုယုံကြည်သူတယောက်အဖြစ် DSD နဲ့လက်ပွန်းတည်နေထိုင်လုပ်ကင်ကူညီခဲ့တယ်။ဂျာမနီရဲ့တမနီအဓိပတိအော်တိုဘွန်ဘစ်မက်ကဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီကိုမတရားသိမ်းကျညာတဲ့အခါဇကင်းဟာပါတီရဲ့ညီအောက်လုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တယ်။အဲဒီကာလမှာပဲလိုက်ပစ်မှာနေထိုင်တဲ့တက်လုပ်ငန်းလုပ်သားရုရှားဆိုရှယ်လစ်အုပ်ဖြစ်တဲ့ of Sisagin နဲ့ချစ်ကျွမ်းဝင်ခဲ့တယ်။1882ခုနှစ်မှာတော့ of Sisagin Paris ကိုရှောင်သွားတဲ့အခါမှာ Clara Sagin လည်းလိုက်သွားခဲ့တယ်။သူတို့နှစ်ဦးဟာအိမ်အောင်ပြုတ်လိုက်ကြပေမဲ့လက်ထက်မင်္ဂလာပွဲ မလုပ်ခဲ့ကြပါဘူး။သူတို့မှာတားနှစ်ဦးထွန်းကားခဲ့တယ်။ Paris မှာ သူတို့ဟာစင်းရဲကျွတ်တဲ့စွာနေထိုင်ခဲ့ကြရာနှစ်ဦးစလုံးအဆုတ်ယောဂခံစားခဲ့ကြရတယ်။ 1886ခုနှစ်မှာကလာရာဇဂင်းဟာတားငယ်နှစ်ဦးနဲ့အတူဂျာမနီကိုပြန်ခဲ့ပြီးဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့လှုပ်ဝက်အစည်းအဝေးပွဲတွေကိုတက်ရောက်ပြီးမိကွန်းတွေပြီးခဲ့တယ်။တားငယ်တွေကိုကျွေးမွေးပြုစုရတဲ့မိခင်တဦးတာဝန်တွေညပြနေတဲ့ကြားကတစ်နှစ်တစ်နှစ်ကို အစည်းအဝေးအကြိမ်300ခန့်တက်ရောက်ပြီးမိကွန်းတွေ ပေးဖြစ်ခဲ့တယ်။အဖမ်းစည်းခံရမဲ့ကြားက ပေးရတဲ့မိကွန်းတွေလည်းဖြစ်တယ်။သူ့မိကွန်းကိုကြားရသူတိုင်းကအလုတ်ကျန်းလုံနေရတဲ့လုတ်သားသူကြီးကိုထောက်ခံစာနာလာစေနိုင်တော့အောင် သူမရဲ့မိကွန်းတွေဟာဆွဲဆောင်အားကောင်းခဲ့တယ်။သူမဟာစက်ယုံတွေမှာတနစ်၁၄နာရီတပတ်၆ရက်အလုလုရပြီးတာမုံညုံနဲ့အာလူပဲအာဟာရဖြစ်နိုင်တဲ့အမျိုးသမီးအလုတ်ကျန်းသမားတွေရဲ့ဘဝကို နားလည်မှုအရှိဆုံးသူတယောက်ဖြစ်တယ်။ဇက်ကင်းဟာဖရက်ဒရစ်အင်ဂယ်နဲ့လည်းယဉ်ကျေးသူတဦးဖြစ်တယ်။အင်ဂယ်ရဲ့အိမ်တော်မှုပုဂ္ဂလိကပစ္စည်းနဲ့နိုင်ငံတော်အစိုးရတို့၏မူလအစားဆိုတဲ့ကျမ်းကိုပြုစုရာမှာကလာရာဇက်ကင်းကညာစွာအထောက်အကူပြုခဲ့တယ်။အထူးသဖြင့်ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုပေါ်ပေါက်လာတာကြောင့်အမျိုးသမီးတွေဖိနှိပ်ခံလာရတဲ့ဆိုတဲ့ကောက်ချက်ကြတဲ့ကိစ္စမှာ ဇကင်းက များစွာထောက်ကူပြုခဲ့တယ်။အမျိုးသမီးတွေဟာတဘာဝကိုကနှိမ့်ချယုံညံ့တဲ့အမျိုးဖြစ်တယ်လို့ယူဆတဲ့သနာရှင်သဘောတရားကို ဆက်ကျင်တက်ခိုက်ထားတဲ့ဩဂတ်ဘေဘေရဲ့အမျိုးသမီးနဲ့ဆိုရှယ်လစ်ဝါရာဆိုတဲ့စာအုပ်ကိုဇကင်းသဘောကျခဲ့တယ်။လွတ်လပ်မှုနဲ့လေအရဒန်းတူမှုမရှိသမျှလူသားတစ်ရက်လုံးမလွတ်မြောက်နိုင်ဆိုတဲ့ဘေဘေရဲ့သင်ပြချက်ဟာ ဇကေးအပေါ်အလွန်ကြီးမားတဲ့ဩဇာတက်ရောက်စေခဲ့တယ်။ဒုတိယ International 1889ခုနှစ်ဇန်နဝါရီလမှာကလာရာဇကင်းဟာအဆုတ်ယောဂဖီစီးမှုကြောင့်အကြာမီတည်ဆုံးတော့မဲ့ Opsic ကိုပြုစုဖို့ Berick ကိုပြန်လာခဲ့တယ်။1889ခုနှစ်ဇူလိုင်14ရက်နေ့မှာဘာဆိုင်ကြဆုံးမှုနှစ်တရာပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့ဒုတိယ International ဆိုရှယ်လစ်တူတောင်ရင်ကွန်ကရစ်တို့တက်ရောက်တဲ့ကိုဇလဲဖြစ်စေလုခံတယ်။နိုင်ငံ19နိုင်ငံမှာကိုဇလဲ400တက်ရောက်ခဲ့တယ်။ကလာရာဇကင်ပါဝင်အမျိုးသမီးကိုဇလဲ10ဦးတက်ရောက်ခဲ့တယ်။သူမမေကွန်းပြည်မှာအမျိုးသမီးတွေမဲပေးပိုင်ခွင့်အပါအဝင်အလုပ်ဒူလင်းယောက်ျားများနဲ့လောက်ခဒူရေးဆိုတဲ့အဆိုကိုကွန်ကရစ်ကအတီးပြို့ဖို့ထည့်သွင်းပြောကြားသွားခဲ့တယ်။ကွန်ကရစ်ဆုံးဖြတ်ချက်ထဲမှာ အမျိုးသားလူသားတွေဟာအမျိုးသမီးလူသားတွေလည်းသူတို့လိုပဲဒန်းတူလောက်ခရဖို့တောင်းဆိုဖို့တာဝန်ရှိတယ်လို့အလုတ်တူရင်လောက်ခတူညီစွာရကြရေးနဲ့လိန်အယလူမျိုးအယခွဲခြားဖိနှိပ်မှုများမလုပ်ရေးဒန်းတူအခွင့်အရေးရရှိရေးဆိုရမှုကိုတိုင်ဆွဲရမယ်လို့ဖော်ပြထားတယ်1890မှာဘစ်စမတ်ထုတ်ပယ်ခံရပြီးဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီနဲ့ပတ်သက်တဲ့ ချမှတ်ထားတဲ့ဥပဒေဟာသက်ဝင်မှုရှိတော့တဲ့အခါမှာကလာရာဇကင်းဟာဂျာမနီကိုပြန်ခဲ့တယ်1892ခုနှစ်မှာဒန်ဂလစ်ဟိတ်ဒန်းသူရေးစာဆောင်ကို ထူထောင်ပြီး1918ခုနှစ်အထိအေဒီတာအဖြစ်လှုပ်ဆောင်ခဲ့တယ်နိုင်ငံတကာအမျိုးသမီးလှုပ်ရှားမှုကို ထက်သန်သွက်ကြစွာတိုက်ပွဲဝင်လာအောင်လမ်းညွန်တဲ့မဂဇင်းအဖြစ်ဇကင်းကျိုးပန်းခဲ့တယ် လုံသမားလှုပ်ရှားမှုနဲ့တိုက်ပွဲဝင်မှုတွေကို ဖော်ပြပေးပြီး ဆိုရှယ်ဒီမိုကရက်တွေအနေနဲ့အမျိုးသမီးစက်ယုံစစ်ဆေးရေးမှုတွေကိုထောက်ခံရေးကိစ္စတွေအပေါ်အလေးတင်လှုပ်ဆောင်ကြဖို့ဖော်ထုတ်ခဲ့တယ်။1914ခုနှစ်ရောက်တဲ့အခါဒန်ဂလစ်ဟိတ်ဟာဆောင်ရည်သသိန်း2500ထုတ်ဝေရတဲ့အထိခစ်ခဲ့တယ်။ဇက်ကင်းဟာအလုံသမားတမကလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ခဲ့တယ်။ အဝိထေလုပ်ငန်းသက်မက စာအုပ်ချုပ်သမားသက်မကမှာအလုံးမှုဆောင်ကော်မတီဝင်တာဝန်ယူခဲ့တယ်။သင်းလုပ်ငန်းလုပ်သားသက်မကလက်အိတ်လုပ်ငန်းလုပ်သားသက်မက အချုပ်သမားနဲ့အချုပ်သမားသက်မကတွေမှာတက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တယ်။သူမဟာအခြေခံကြတဲ့ပစ္စည်းမဲ့အမျိုးသမီးလှုပ်ရှားမှုသမိုင်းဆိုတာကိုရေးသားခဲ့တယ် 1909ခုနှစ်စတက်ကမှာအမျိုးသမီးဆိုရှယ်လစ်ပထမ International Conference နဲ့ Social International Congress တို့တပေါင်းနဲ့ပြုလုပ်တဲ့အခါနိုင်ငံပေါင်း15နိုင်ငံမှာအမျိုးသမီးကိုယ်စားလှယ်59ဦးတက်ရောက်ခဲ့တယ်။ International အမျိုးသမီးဘယူရိုကို ဖွဲ့စည်းတဲ့အခါမှာဇက်ကင်းကို အတွင်းမှုအဖြစ်တင်မြှောက်ကြတယ်။ပထမကမ္ဘာစစ်အစမ်းတက်ခံကာလား ရာစုနှစ်အစောပိုင်းအကျက်သေးကြီးဟာလူတိုင်းရဲ့ပြုမှုလှုပ်ရှားမှုကိုစမ်းသပ်တဲ့ကာလဖြစ်တယ်။ Clara Skin လည်းဒီထဲမှာစမ်းသပ်ခံရတာပါပဲ။လောကကြီးဟုတ်ရင်းရှင်စနစ်ဟာ ကြီးမားတဲ့အတိုင်းအတာနဲ့အရှင်ကုန်ပြင်းစွာ ဖြစ်ပေါ်တိုးဝလာပြီးကမ္ဘာမှာအာဏာလွှမ်းမိုးလာနိုင်ခဲ့တယ်။လက်သဆုပ်စားသာရှိတဲ့အရင်းရှင်စနစ်ရှင်နှဲရောက်နိုင်ငံတွေဖြစ်တဲ့ဂျာမနီ၊ပြည်တယ်၊ကျင်းသစ် အမေရိကန်နဲ့ဂျပန်တို့ဟာ ကဘာကြီးကိုခွဲဝေယူမဲ့စပွဲတစ်ခုအတွက်ပြင်ဆင်နေကြတယ်။ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီတွင်းမှာရောကဘာဆိုရှယ်လစ်လှုပ်ရှားမှုအတွင်းမှာပါ အချောင်သမားအင်အားစုတွေကအသာစီးရနေပြီးသူတို့ကလဝကြီးကိုအရင်းရှိစနစ်နဲ့နေချက်စနစ်စပွဲထောက်ခံရေးလမ်းစဉ်ကို ဟောပြောနေကြတယ်။ဂျာမန်ပြန်လည်ပြင်ဆင်ရေးသမားအက်ဒဝစ်ဘန်စတိန်းကအရင်းရှိစနစ်ဟာ တင့်လျော်ကောင်းမွန်တဲ့ဥစ္စာဒနာခေါ်ဝေတဲ့စနစ်ကိုပေါ်ဆောင်နေတာကြောင့်သူ့အသွင်ပိုင်းပြိပခတ်ကို ခေရှင်းကျော်လွားနိုင်တယ်လို့ရှင်းနေလိုက်ပြောဆိုနေတယ်။ကလာရာဇကင်းလည်းရွေးစင်ချမ်းဤတန်းမှာဖော်နာကကလာရာဇကင်းကတော့ကာလစ်ပနတ်နဲ့ရိုဇာလူစင်ဘတ်တို့လိုပဲပြုတ်မြင်ရေးမှန်သမျှကို အစွမ်းကုန်တိုက်ခတ်ခဲ့တယ်လို့ရေးသားခဲ့ပါတယ်။1914ခုနှစ်အောက်တိုဘာလမှာ ပထမကဘာစစ်စတင်ဖြစ်ပွားတဲ့အခါအချောင်သမားတွေဟာခေါင်းထောင်လာပြန်တယ်။ Reichstag လွတ်တော်မှာ German Social Democrat ကိုယ်စားလှယ်တွေက Germany ဆက်လက်နဲ့တက်ဆင်ဖို့အသုံးစရခွင့်ပြုရေးကိုထောက်ခံခဲ့ကြရတယ်။တူးသောကောင်းဝတ်သူကတော့ Karl Liebknecht ပဲဖြစ်ပါတယ်။ Karl Liebknecht ဟာဒီစစ်အသုံးစရနဲ့ပတ်သက်ပြီးရဲရဲရင့်ရင့်ပြက်ပြက်သားသားကောင်းကွက်ခဲ့တာကြောင့်အာဏာရပါတီတွေတရင်စာတွေနဲ့ ဆိုရှယ်ဒီမိုကရက်တွေကသူ့ကို ဝိုင်းပစ်တင်ရှုတ်ချကြတယ်။သူ့ကိုပြက်ပြက်တတထောက်ခံသူတွေကတော့လူစင်ပတ်နဲ့ဇက်ကင်းပဲဖြစ်ပါတယ်။1914ခုနှစ်နိုဝင်ဘာလထုတ်ဒိုင်းဂလစ်ဟိတ်မှာဇက်ကင်းကနိုင်ငံတိုင်းကဆိုရှယ်လစ်အမျိုးသမီးများတို့ဆိုတဲ့တင်ပြတောင်းဆိုချက်တစ်ခုကိုထည့်သွင်းခဲ့တယ်။အဲ့ဒီတောင်းဆိုချက်မှာအမျိုးသမီးတွေအနေနဲ့ပထမကမ္ဘာစစ်စန့်ကြီး conference တစ်ခုကို ဆွစ်ဇာလန်နိုင်ငံမှာကျင်းပဖို့တင်ပြထားတယ်။ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေဟာဒီကွန်ဖရင့်ကျင်းပရေးကိုစန့်ကျင်ခဲ့ကြတယ်။ဒါပေမဲ့1955ခုနှစ်မတ်လအတွင်းဆွစ်ဇာလန်နိုင်ငံမှာဂီတိန်၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ပိုလန်၊ဘရုရှား၊ဟော်လန်ဆွစ်ဇာလန်နိုင်ငံများမှစုစုပေါင်းကိုယ်စားလှယ်28ဦးနဲ့ကွန်ဖရင့်ကိုကျင်းပနိုင်ခဲ့တယ်။ဒါဟာ ဆိုရှယ်လစ်တွေအနေနဲ့စစ်ဆန့်ခြင်းရေးကို ပထမဆုံးအချိန်ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ကွန်ဖရင့်မှာဇကင်းကအင်အားကြီးမားလာတဲ့အမျိုးသမီးတို့ကလည်းစစ်ကိုစန့်ကျင်ညာဆိုတဲ့ကျွေးကြော်တန်းယုံကြည်ချက်အပြည့်နဲ့အလေးနဲ့ထောက်ခံသွန်းဆော်ခြင်းအပြင်သာလဲလူလူကြီးအတွက်ငြိမ်ငြိမ်အာမခံချက်ရှိစေနိုင်မှာဖြစ်တယ်လို့ပြောကြခဲ့တယ်။ကွန်ဖရင့်မှာဇကင်းရေးသားတဲ့ကြေညာချက်တစ်စောင်ကိုအတည်ပြုခဲ့တယ်။ ။ကြီးညာချက်မှာဒီစစ်ပွဲမှာဘယ်သူတွေအကျိုးအမြတ်ခံစားရမှာလဲ။တိုင်းပြည်တိုင်းကအ ਨੇ ရကအ ਨੇ စုလေးဖြစ်တဲ့ rifle နဲ့အမြောက်ထုတ်လို့သူတန်ချက်ကာကားနဲ့တော်ပြီးတော့တင်းမောတွေထုတ်လို့တဲ့တင်းမောချင်းပိုင်ဆိုင်သူတွေပဲဖြစ်တယ်။သူတို့တွေဟာသူတို့အကျိုးစီးပွားအတွက်ပြည်သူများထဲမှာအမုန်းပွားအောင်ကြီးမွေးနေတယ်။လူသားလူလူအနေနဲ့ဒီစစ်ပွဲကနေ ဘာအကျိုးမှရရှိမယ်မဟုတ်တဲ့အပြင်ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ပဲရင်ဆိုင်ရပါလိမ့်မယ်လို့ဖော်ပြထားပါတယ်။ကွန်ကရစ်ပြီးနောက်မကြာမီပင်ဇကင်းဟာဂျာမနီပြည်ကာစထရူမှာဖမ်းဆီးခြင်းခံရပြီးလေးလကြာမျှထိမ့်သိမ်းခံလိုက်ရတယ်။ထောက်ခွ18ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာငြိမ်းချမ်းရေးညီအားရရှိရေးစားစရာရရှိရေးတောင်းဆိုတဲ့လူလူလှုပ်ရှားမှုကြီးဖြစ်ပေါ်ခဲ့တယ်။ ကဘာစီရဲ့နာကြီးဝဲတည်ကြည်ဆုံးရှုံးမှုအနှိမ့်ထာယုံတွေကဒီဒေါ်လာရေးကိုဝေးကွာပေးလိုက်တာဖြစ်ပါတယ်။အော်တိုဝါဒေါ်လာရေးဟာကဘာသမိုင်းမှာအလွန်ကြီးမားတဲ့အဖြစ်ပြက်ကြီးဖြစ်တယ်လို့ဇကင်းကရေးသားခဲ့ပါတယ်။ဒါဟာခေတ်တကြီးတစ်ခေတ်ရဲ့အာရုံပဲ။လူသားတစ်ရလုံးဘဝအတွက်ကိုစတင်လိုက်ပြီးဖြစ်တယ်လို့ဇကင်းကရေးသားခဲ့ပါတယ်။ကဘာပထမဆုံးဆိုရှယ်လစ်နိုင်ငံထူထောင်နိုင်တာကို အမျိုးသမီးတွေရဲ့ဘဝလွတ်မြောက်ရေးအတွက်လှမ်းနဲ့ခြေလှမ်းကြဲကြီးတလန်းအဖြစ် သူမကထောပနာပြုပါတယ်1918ခုနှစ်ပုံကမှု ပထမကမ္ဘာစစ်ဟာဂျာမန်ပြည်သူတမောက်များစွာတေးကြေတန်ရာရစေခဲ့တဲ့ဘေးဒုက္ခကြီးပဲဖြစ်စေခဲ့ပါတယ်1918ခုနှစ်နိုဝင်ဘာလမှာတိုင်းပြည်အားပျက်စီးဆုံးရှုံးနေတဲ့လမ်းကိုလိုက်စီခဲ့တဲ့လော်ဝကြီးရဲ့အရင်းရှင်တွေကိုဖြုတ်ချဖို့ ဂျာမန်အလုသမားလူရန်စာက ထကြွပုံကန်ခဲ့တယ်။ဒီတော်လန်ပုံကန်မှုဟာရဲရဲဆက်ဆက်ချိန်မှုခံလိုက်ရတယ်။ဒီလိုအန်နီယတူပြောတဲ့ကာလအတွင်းမှာပဲလစ်နက်လူဇင်ဘက်စကင်းနဲ့ရဲဘော်တွေဟာဂျာမနီပြည်ကွန်မြူနစ်ပါတီ KPD ကို1918ခုနှစ်ဒီဇင်ဘာမှာဖွဲ့စည်းခဲ့တယ်။ပါတီကိုထူထောင်ရမှာပါဝင်ခဲ့သူတဦးဖြစ်တဲ့စကင်းကို နိုင်ငံတကာရေးရာဌာနအတွင်းမှတာဝန်ပေးအပ်ခဲ့တယ်။ ဒီနောက်ရတသပတ်အနေငယ်အကြာ1919ခုနှစ်ဇန်နဝါရီလ15ရက်မှာလစ်ကနန်နဲ့လူဇင်ဘတ်တို့ဟာဆိုရှယ်ဒီမိုကရက်တစ်လက်ရာကိုင်းသားစစ်သားတွေရဲ့လုံခြံတပ်ဖြတ်မှုကို ခံလိုက်ရတယ်။စကင်းကကြေကွဲစွာနဲ့ရိုဇာလူဇင်ဘတ်နဲ့ကာလစ်နတ်တို့ဟာကျွန်တော်တို့ကိုခွဲခေါ်သွားခဲ့ကြပြီ။ဂျာမန်လူသမားလူရန်စားအနေနဲ့ရဲရင်နဲ့ကြန့်ခိုင်နဲ့သက်တမ်းနဲ့ခေါင်းဆောင်တွေ ဆုံးရှုံးလာခံလိုက်ရတာဖြစ်တယ်။ဒီဆုံးရှုံးမှုဟာနိုင်ငံ အသီးသီးမှပျက်စီးမဲ့လူဒန်းစားနဲ့နိုင်ငံတကာဆိုရှယ်လစ်ဝါရအအတွက်ရင်းထန်တဲ့ထိုးနှက်ခံရမှုလည်းဖြစ်ပါတယ်လို့ရေးသားခဲ့ပါတယ်။ဇဂင်းဟာဂျာမနီကွန်မြူနစ်ပါတီ KPD ခေါင်းဆောင်တဦးအဖြစ်ကွယ်လွန်သည့်အထိတာဝန်ထမ်းဆောင်သွားခဲ့တယ်။ဂျာမနီကွန်မြူနစ်ပါတီ KPD ရဲ့နိုင်ငံတကာရေးရာဆိုင်ရာကိုယ်စားလှယ်အဖြစ်နဲ့ ဆိုဗီယက်ယူနီယံမှာနေထိုင်စဉ်တလျှောက်လုံးသူမဟာတကဘာလုံးမှာကွန်မြူနစ်လှုပ်ရှားမှု ခိုင်မာရေးအတွက်များစွာထောက်ကူနိုင်ခဲ့ပါတယ်။နိုင်ငံတကာကူညီရေးအသင်းကြီးခေါင်းဆောင်တဦးအနေနဲ့မတိမ်မှုကျွလွန်နေဆိုပြီးမတရားဆွဲဆိုတည်တံချမှတ်ခံရတဲ့စကော့ဘိုရူလူငယ်လေးတွေကိုလွတ်ပေးဖို့စာရေးသားပေးဖို့ခဲ့တဲ့သူမရဲ့စာထဲမှာစကော့ဘိုရူဘလက်လူငယ်တွေကိုကယ်တင်ကြ စာနာထောက်ထားတတ်တဲ့အသင်းနှလုံးရှိသူတိုင်းဒီလူငယ်ရှစ်ဦးကိုလျှက်စစ်ကလထိုင်းမှာအဆုံးစီရင်မဲ့လက်မယွန်သားတွေရဲ့လက်ကကဲတင်ကြလို့ရေးသားခဲ့တယ်။ဒီလူငယ်အားလုံးလွတ်မြောက်သွားခဲ့တယ်။အဲဒီနှစ်ကာလတွေအတွင်းမှာရုရှားတော်လှန်ရေးကောင်းဆောင် VI လီနင်နဲ့သူမတို့အမျိုးသမီးများဒန်းလူအခွင့်အရေးရရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးဆွေးနွေးချက်များကိုမျိုးသမီးဒန်းလူရဲ့ပြည်တနာနဲ့လီနင်းဆိုတဲ့လက်ကမ်းဆောင်တော်တစ်ခုအဖြစ် သူမကရေးသားထုတ်ဝေခဲ့တယ်။လီနင်ရှင်းပြတာကကွန်မြူနစ်ပါတီရဲ့မှာ အမျိုးသမီးတွေဟာ ပါတီဝင်အဖြစ်ဒန်းလို့အတိမတ်ပြုခံရသည့်တိုင် အမျိုးသမီးတွေရဲ့ဒန်းလို့အခွင့်အရေးရရှိရေးလှုပ်ရှားမှုတိုက်ပွဲအတွက်ပါတီ policy တွေကိုပုံမပြည့်စုံမှန်ကန်အောင်အထောက်အကူပေးဖို့အတွက် ပါတီမှာအမျိုးသမီးရေးရာကော်မရှင်တစ်ခုဖွဲ့ဖို့လိုအပ်တယ်လို့သူမရဲ့စာဆောင်ထဲမှာဖော်ပြထားပါတယ် ဇကင်းရဲ့အယူအဆဖြစ်တဲ့တမ်းမောင်းများစွာသောအလုတ္တမလူဒန်းစားတွေကိုစီယုံပြီးဆိုရှယ်လစ်ဝါရအတွက်တိုက်ပွဲဝင်ရေးဆိုတာကိုလီနင်ကအလေးနက်ကြိုးစားထောက်ခံခဲ့ပါတယ်။1900တခုနှစ်ကဒန်ဂလစ်ဟိတ်စားဆောင်မှာ သူမကကဘာပေါ်ရှိပစ္စည်းမဲ့အမျိုးသမီးတွေလုံးဝလွတ်မြောက်ရေးဟာ ဆိုရှယ်လစ်လူ့ဖွဲ့စည်းမှသာဖြစ်နိုင်တယ်လို့ရေးသားခဲ့ဘူးတဲ့။အခြားတနေရာမှာသူမက အမျိုးသမီးအလို့သမားတွေမဲပေးခွင့်ရရှိဖို့လိုအပ်တယ်ဆိုတာဟာအမျိုးသမီးတွေရဲ့စီးပွားရေးနဲ့ရင်းချင်းမှုဆိုင်ရာအကျိုးအတွက်လောက်တာမဟုတ်ဘဲအမျိုးသမီးအလို့သမားတွေနဲ့ဘဝဒူလူရန်းစားဖြစ်တဲ့ယောက်ျားအလို့သမားတွေကိုစန့်ကျင်ဖို့မဟုတ်ဘဲအရင်ရှင်လူရန်းစားတည့်ရလုံးကို တိုက်ဖြတ်ပစ်ဖို့ဖြစ်တယ်လို့ရေးသားခဲ့မှုတယ်စကင်းကိုယ်တိုင်း1920ခုနှစ်မှ1933ခုနှစ်အထိ Rice တက်လွတ်တော်မှာ ကွန်မနစ်ကိုယ်စားလှယ်တဦးအဖြစ်အယူခံခဲ့ရတယ်။ဇက်ကင်းဟာမျက်စိကွယ်သွားပြီးငါမကျန်းဖြစ်နေကငါးစီးရီအသက်အန္တရာယ်ပြုချိန်းချောက်တဲ့ကြားထဲက1932ခုနှစ်ဩဂုတ်30ရက်နေ့မှာဖွင့်လှစ်တဲ့ဂျာမန်ရိုက်စတလွတ်တော်ဖွင့်ပွဲတွင်ဝါရင်လွတ်တော်မှတဦးအဖြစ် စကားပြောခွင့်ရခဲ့တယ်။တနအီကျော်မြမိကွန်းပြောခဲ့တယ်။ခေါ်နာက"သူမဟာ သက်စဝါရကိုစိတ်အားခက်တန်စွာ ဖွင့်ချတက်ခိုက်သွားပြီးလုပ်သားများညီညွတ်ရေးတအူးတစ်ခုထူထောင်ဖို့တောင်းဆိုကာရက်ဆက်ရိုင်းဆိုင်တဲ့လဝကြီးအုပ်အရင်းရှင်စနစ်စိုးမိုးမှုကိုချိန်မောပစ်ဖို့တင်ပြသွားတယ်လို့ရေးထားပါတယ်။ဖက်စစ်ဆက်ကျင်ရေးကိစ္စမှာသူမကတမ်းပေါင်းများစွာသော အမျိုးသမီးတွေဟာတနာကျွန်နှောင်ကျိုးတဲ့ထားခံရတဲ့တစ်ချိန်ထဲမှာလူရန်စာကျွံပြမှုကိုခံနေရပါတယ်လို့ပြောကြခဲ့တယ်။ သူမပြောဆိုတဲ့စကားထဲမှာသူမဟာဂျာမနီနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတစ်ခုအဖြစ်နဲ့မြင်တွေ့လို့ကြောင်းပေါ်လွင်နေပါတယ်။ဒုတိယကမ္ဘာစစ်စိတ်ရည်စင့်ဝေးတန်းလာတဲ့အခါမှာကလာရာဇကင်းဟာ ဆိုဗီယက်ယူနီယံသို့ဝင်ရောက်ကိုလွန်ခဲ့တယ်။ဟစ်တလာက ဆိုဗီယက်ယူနီယံကိုစစ်တိုက်ဖို့ကိုးနေလို့1933ခုနှစ်ဇူလိုင်22ရက်နေ့မှာမော်စကိုအနီး အာဂျန်ကေစကိုယက်အရက်မှာကလာရာဇကင်းကွယ်လွန်ခဲ့တယ်။အီရင်ကလာရာဇကင်းကဒုတိယကျင်းဆောင်ပါဖတ်ကြားပြီးဆုံးသွားပါပြီ။ယေရှုတင်ပါရှင်။